္ဂလာပါခင်ဗျာရခိုခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စိတ်ကောင်းဆောင်မဲအောင်လေကသူအနေနဲ့ရုရှားနိုင်ငံကိုလာတိုက်စိတ်ချမ်းသာတဲ့အတွက်၃ချိန်မြောက်လာလေတာဖြစ်တယ်လို့ပြောပြီးနောက်ထပ်လာနိုင်အောင်လဲကြိုးစားမယ်ဆိုပြီးထုတ်ပေါ်ပြောဆိုသွားပြန်ပါတယ် စကိုင်းတိုင်းကရွှေဘုံမြို့နယ်မှာရှိတဲ့အချက်ဖတ်စကောင်စီတက်နေသူစော့တီတွေရှိရာစခန်းသုံးခုကိုတော်လိုင်းတက်တွေကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်စီဘက်က24ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်လက်နက်ခရင်အချို့ကိုလည်းတင်းစီရရှိထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်စကောင်ဆောင်မဲအွန်လိုင်းက သူအနေနဲ့ရုရှားနိုင်ငံကိုလာတိုင်းစိတ်ချမ်းသာတဲ့အတွက်သုံးချိန်မြောက်လာလေတာဖြစ်တယ်လို့ပြောပြီးနောက်ထပ်လာနိုင်အောင်လဲစူးစမ်းမယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုသွားပြန်ပါတယ်။ဒါကတော့ဇော်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းဖတ်မဲအောင်လဲဟာရုရှားနိုင်ငံ BioTMP နဲ့ကိုရောက်တဲ့အချိန်ပြောဆိုသွားပြန်တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာအချမ်းဖတ်မဲအောင်လဲအဓိကပြောသွားတာကတော့သူအနေနဲ့ရုရှားနိုင်ငံကိုလာတိုင်းစိတ်ချမ်းသာတဲ့အတွက်သုံးချိန်မြောက်လာလေတာဖြစ်တယ်လို့ပြောပြီး အဲဒီရုရှားနိုင်ငံရဲ့ဘိုင်ယာတီယာပြည်နယ်ဟာမြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုလို့ခံစားရတယ်လို့ပြောပြီးတော့နောက်ထပ်လဲလာနိုင်အောင်စ조사မယ်ဆိုပြီးတော့ပါမဲအွန်လိုင်းကိုတိုင်ရုရှားနိုင်ငံအခြေစိုက်မီဒီယာတွေကိုထုတ်ဖော်ပြောဆိုသွားတယ်လို့သိရပါတယ်ဒီလိုအချက်ဖတ်မဲအွန်လိုင်းရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီးမြန်မာပြည်သူတွေကတော့လက်ရှိမြန်မာတိုင်းနိုင်ငံလုံးကိုဒုက္ခပေးနေတဲ့အချမ်းဖတ်မဲအွန်လိုင်းအနေနဲ့ အဲ့ဒီမှာနေရတာစိတ်ချမ်းသာတယ်ဆိုရင်မြန်မာနိုင်ငံကိုဘတော့မှပြန်မလာပဲအဲ့ဒီရုရှားနိုင်ငံမှာပဲအပိတိုင်အခြေချနေလိုက်ပါတော့ဆိုတဲ့မှတ်ချက်ပေးမှုအများစုကိုလည်းလူမှုကွန်ရက်တွေမှာပြောဆိုထားကြတာကိုတွေ့နေရပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကရွှေဘုံမြို့နယ်မှာရှိတဲ့အကြက်ဖက်စစ်ကောင်စီတပ်နယ်ပြူစောတိတွေရှိရာစခန်းပုံကူကို တော်လိုင်းတက်တွေကတပြိုင်နက်တည်းဝင်ရောက်တက်ခိုက်မှုအတွေ့စစ်ကောင်စီဘက်က24ဦးကတော့အတိအသိတိတ်ကုန်ကြတဲ့အပြင်လက်နက်ခဲယံအချို့ကိုလည်းတင်စီရရှိခဲ့တယ်လို့ပြူစောတိရွာမှာနေတဲ့စစ်တုံးမှ18ဦးကိုတော့အမျိုးသမီးတွေနဲ့တက်ကြီးရွယ်ဦးကလေးတွေဖြစ်နေတဲ့အတွက်ပြန်လွှတ်ပေးလိုက်တယ်လို့ရွှေဘုံမြို့နယ်ပကပအဖွဲ့ကနေတရင်ထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ဇော်လ28ရက်နေ့ကပဲရွှေဘုံမြို့နယ်မှာရှိတဲ့ဟင်းသာကြီးဂျေးရွာပြူစောတိစခန်းနဲ့စစ်တပ်စခန်းကုန်းအပအဝင် စုစုပေါင်းတစ်စကန်သုံးခုကိုတော်လန့်ရေးပူပေါင်းတပ်တွေကတပြိုင်တည်းဝင်ရောက်စီရင်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေအတွေ့စစ်ကောင်စီတပ်ရဲ့စကန်သုံးခုစလုံးကိုတော်လန့်ရေးတပ်တွေကစီးနင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားနဲ့ပြူစောတီစုစုပေါင်း24ဦးဟာလည်းအသီးသီးတိတ်ကုန်ကြတဲ့အပြင်လက်နက်ခဲယံအချို့ကိုလည်းတော်လန့်ရေးတပ်တွေကသိမ်းဆည်းရရှိခဲ့ပြီးတဲ့နောက်ကျန်တဲ့ပြူစောတီရွာမှာနေတဲ့စစ်တုံးမ18ဦးကိုတော့မျိုးသမီးတွေနဲ့တချီရွယ်အိုကလေးတွေဖြစ်နေတဲ့အတွက်ပြန်လွတ်ပေးလိုက်တယ်လို့ရွှေဘူမြို့နယ်ပကပအဖွဲ့ကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ပကိုးတိုင်းကဖြူးမြို့နယ်ဝဲတောင်ရွာမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွင်းစေကောင်စီတပ်သား၁၀ဦးထက်မနည်းကတော့အသီးသီးတိတ်ကုန်ကြပြီးစစ်သားမသားအလောင်းတွေပါရရှိခဲ့သလိုကျန်တဲ့စစ်သားတွေကတော့ထွက်ပြေးသွားကြတယ်လို့ PDF စီရေးသတင်းရင်းမြစ်ကရင်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဘကိုးတိုင်းကဖြူးမြို့နယ်ဝဲတောင်ရွာမှာရှိတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းဤတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာ나ဤပိုင်းအတွင်းစခန်းကိုတိမ့်ပိုက်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီစခန်းတိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းကတော့အသီးသီးတိတ်ကုန်ကြပြီအဲ့ဒီစစ်သားမသားအလောင်းတွေပါရရှိထားသလိုဂျန်နဲ့စစ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားတဲ့အတွက်အဲ့ဒီစစ်တပ်စခန်းကိုတခါတည်းမိရှုရှင်းလင်းခဲ့တယ်လို့ PDF စီရေးတင်အရှင်မြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းကမင်းဘူးမြို့နယ်မှာဂျပန်စစ်ကောင်စီတပ်ရဲ့နက်ရီကန်တာဝါတိုင်းစစ်တပ်စခန်းကနေထပ်ပြီးထွက်ပြေးလာပြန်တဲ့စစ်ကောင်စီတပ်သားတအုပ်ကိုတော်လိုင်းတတွေကထပ်မံဖမ်းဆီးရရှိထားပြီးစစ်ရာဇဝတ်မှုကျူးလွန်ခြင်းရှိမရှိစီစစ်နေတယ်လို့မင်းဘူးခိုင် PDF အမှတ်6တပ်ရင်းရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ဒါကတော့အဲ့ဒီမကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့နက်ရီကန်တာဝါတိုင်းစခန်းကနေမကြာခဏဆိုသလိုစစ်ကောင်စီတပ်သားတွေဟာထွက်ပြေးလာကြပြီး ဲ့လိုထွက်ပြေးလာတဲ့စစ်သားတွေကိုလည်းတော်လိုင်းရဲတပ်တွေကဖမ်းဆီးရမိခဲ့တယ်လို့အခုတခါလဲအဲ့ဒီစစ်ကောင်စီတပ်ရဲ့နေရီကန်တာဝါတိုင်းတက်ကန်ဂုံးကနေထွက်ပြေးလာပြန်တယ်စစ်ကောင်စီတပ်သားတအုပ်ကိုမင်းမှုမြို့နယ်တဲမှာတော်လိုင်းရဲတပ်တွေကအရှင်ဖမ်းဆီးရမိထားပြန်တယ်ဆိုပါလေအဲ့ဒီလိုဖန်စီရမိထားတဲ့စစ်ကောင်စီတပ်သားကိုဒေါ်လာရင်းတရကမေးမြန်းတဲ့အခါမှာစစ်မှုရန်တပ်သားတစ်ဖြစ်နေပြီးအလင်းဝင်ဖို့အတွက်ဘလို့မှဆက်သွယ်ခွင့်မရလို့ကိုလူယုံထွက်ပြေးလာတဲ့အကြောင်းပြောထားပြီး လက်ရှိမှာတော့သူ့ကိုတော်လိုင်းတက်တွေကစစ်ရာဇဝတ်မှုကျူးလွန်ခြင်းရှိမရှိစစ်ဆေးပြီးရင်တော့သူ့ရဲ့မိသားစုစီပြန်ပို့ဖို့ချိတ်ဆက်ပေးသွားမှာလို့လေမင်းမှုခိုင် PDF အမှတ်6တက်ရင်းရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတဖက်မှာတော့မကွေးတိုင်းစိတ်ပြုမြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့လက်နက်ပစ္စည်းထုတ်ရာကပ္ပဆာ21စက်ရုံအတွက်ပေးထားတဲ့လက်စစ်မီလိုင်းကိုပြင်ဆင်ဖို့ဆိုပြီးထွက်လာကြတဲ့စစ်ကောင်စီတပ်သားတွေကို တော်လိုင်းတက်တွေကကြပြတ်တက်ခိုက်မှုအတွေ့စေကောင်းစီတတသုံးကတော့အတိအသေးတိတ်ကုန်ကြပြီးတဲ့နောက်သူတို့စစ်သားမသာအလောင်းတွေကိုတဲ့ပြီးကပ္ပဆာ21ထဲပြန်ဆုတ်သွားကြတယ်လို့ချောင်းမြုံနယ်တခင်ဖိုးလာကြီးတပ်ဖွဲ့တာဝန်ခံဖီနစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ28ရက်နေ့ကပဲစစ်ပြုံမြို့နယ်ကအချက်ဖတ်စစ်ကောင်းစီရဲ့လက်နက်ပစ္စည်းထုတ်ရကပ္ပဆာ21ဆက်ရုပ်အတွက် ပေးထားတဲ့လက်စစ်မီးလိုင်းကိုပြင်ဆင်ဖို့ဆိုပြီးစစ်ကောင်းစီတပ်သားတွေတန်းစီပြီးတော့ထွက်လာကြတဲ့အချိန် ော်လိုင်းတက်တွေကအသင့်ဆောင်ပြီးဂျာဖြတ်တက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၃ဦးကတော့အသေးသေးသိမ့်ကုန်ကြပြီတဲ့နော်ကြံတဲ့တပ်သားတွေကအဲ့ဒီသိသွားတဲ့သူတို့စစ်သားမသားအလောင်းတွေကိုတည်ပြီးကပါစာ၂၁ဝင်းထဲကိုပြန်ဆုတ်သွားကြတယ်လို့၆မြို့နယ်တခင်ဖိုးလာကြီးတပ်ဖွဲ့တာဝန်ခံ Phoenix ကပြောထားပါတယ်ခင်ဗျတဖက်မှာလေစကိုင်းတိုင်းကရတော်မြွတ်နယ်တလဲပါပြစောတိကျေးရွာကိုကင်းပတ်နေတဲ့အချက်ပတ်စကောက်စီတပ်သားတွေကို တော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား6ဦးကတော့ပြင်းထန်ဒဏ်ရာတွေရပြီးတဲ့နောက်ရွာတွေကိုပြန်ဆုတ်ပြေးသွားကြတယ်လို့ငွေဒွေ Revolution Force တပ်ဖွဲ့ကပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ25ရက်နေ့ကပဲအရာတော်မြို့နယ်တနေပါပြူစောတိဂျေးရွာကအချက်ဖက်စစ်ကောင်စီတပ်သားတွေဟာရွာအပြင်ဘက်ထွက်လာပြီးကင်းပတ်ဖို့လုပ်တဲ့အချိန်တော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား6ဦးကတော့ပြင်းထန်ဒဏ်ရာတွေရသွားပြီးတဲ့နောက်အဲ့ဒီကင်းပတ်လာတဲ့စစ်သားတွေဟာသူတို့ရဲ့ဒဏ်ရာရစစ်သားတွေနဲ့အတူရွာတဲကိုပြန်ဆုတ်ပြေးသွားကြတယ်လို့ငွေ Dream Revolution Force တပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ